သက်လည်းကြီးလာပြီဆိုတော့အော်ငါရွှေမန်းမျိုးဆက်ကိုဂုံ ထိန်သိမ်းရမယ်အဲ့တော့ငါကျိုးတော်မရမယ်ဘောဆိုတော့ဒါအခုအကတော့အစိုးရအတင်းနေပါရဲ့ဗျာအကကြတော့ဖိုးလေးချမ်းဖိုးလေးတာရဲ့ဖိုးဖိုးရွှေမန်းဦးချမ်းသာနဲ့တင်းနေပါတယ်ဘွဲတော့ယူမယ်ဘွဲယူပွားရင်တော့ဒါဇက်မင်းသားကဘူတော့စဉ်းစားထားရပြအဲဘွဲယူပြီးပါပေါ့နော် အဲပိုပိုင်ဆက်ထောင်းမယ်လို့စဉ်းစားထားပါတယ်ဗျာဆွေပွဲရကွန်ပျူတာတော့ဆွေပွဲရမီလာကြတော့စိုးတင်တန်းတိုင်းနဲ့တဲ့ဆွေပွဲသားကအခု73နှစ်ရှိရပါတယ်73နှစ်တော့ကိုရဲ့နေရာမှာပြည်ပါအเจ้าမှာဒါ great seven အဲဒါအရင်တော့တောင်မှာနေတယ်ပြီးတော့ဒီ အနုပညာလုံးမယ်ဆိုတော့ရန်ကုန်တက်လာတာကရန်ကုန်မှာကျောင်းပြလိုက်တယ်။ဟုတ်။ဒါငယ်ငယ်တုန်းကဟိုပြည်သက်တည်းရဲ့ချစ်တဲ့စိတ်တွေနဲ့ကြီးပဲခါကြတော့အချစ်စရာကောင်းပြီးရောအကတော့တိတ်တော့မကတဲ့ဘောနော်။ဒါပေမဲ့အခုကတော့အာဒါအသက်လည်းကြီးလာပြီဆိုတော့အော်ငါရွှေမန်းမျိုးဆက်ကိုဂုံထိန်သိမ်းရမယ်အဲ့တော့ငါကျိုးတော်မရမယ်ဘောဆိုတော့ဒါအခုအကတော့အစိုးရအတင်နေပါဗျာဟုတ် အရင်ကတော့ဒါဂျင်းစောပါရအခုကအကအသိညာဆိုအကရဲ့ပင်မမှုတွေကညားတဲ့ခါကျတော့နည်းနည်းလေးကြာသွားအရင်တော့ကိုယ်ကြီးလေးတော့နည်းနည်းစစ်သွားတယ်ထင်တယ်ဒီလိုရှိရတဲ့ကြောင့်ရလဲအာတာကပေါ့နော်တပင်ပညာကိုအနုပညာဒီတပင်ပေါ့အနုပညာမဆိုတပင်ကိုဝါသနာပါတယ် ဲ့တော့ဒါဟိုမန္တန်ဘော့ရေငငယ်တော့ဆိုရင်တော့ဒီအိုင်းတီးတက်တဲ့မတီးတက်သေးဘူးပေါ့နော်ဒီအိုင်းပဲကတယ်ဒါပေမဲ့ကြီးလာကြတာဒါ breather ကိုပေါ့နော်လုံးဝတားရဲ့စ조사မှုတွေအဲစွန်းရင်နေဒါဘယ်လောက်조사တယ်ကိုပြကျင်တော့အခုလေ့ကျင့်နေရဖြစ်ပါတယ်ညာအဲ့တော့ဒါအကြည့်ဘာလုပ်လဲဒါအကြည့်ရင်အာဘောနော်ဒီပညာရရတယ်အရေးကြီးတဲ့ခါကျတော့ဒါဘွဲတော်ယူမယ် ဝဲယူဘူးရင်တော့ဒါဇက်မင်းသားကဘူးလို့စဉ်းစားထားရတာဒီဇက်သမင်းဆိုတာကအဲအွယ်ရလာအမှုပညာဆိုတာပေါ့နော်အွယ်ရလာခါကျရင်တော့နည်းနည်းမိမိသွားတတ်ပါတယ်ဒါဒါပေမဲ့အဲကိုကဘွဲလေးတဘွဲလောက်ရလာပြီဆိုရင် အလုပ်ကိုင်းနေ business နဲ့ပတ်သက်တဲ့ဟာတွေလုပ်နိုင်တဲ့ခါကျတော့ဒါအဲဘွဲယူပြီးပါပေါ့နော်အဲကိုပိုင်ဆက်ထောင်မယ်လို့စဉ်းစားထားပါတယ်ဒီကတော့အဖိုးလေးတို့နဲ့တော့အကတွေအဆိုးတွေတော့တင်သွားမယ်ဒါပေမဲ့ တက်ကလို့ရေးပါဆိုရင်တော့ဒါအာရင်ကျင်းမှုပေါ့နော်ရင်ကျင်းမှုတက်ကတော့ကတော့မဝင်ကျင်းတော့ဘူးထင်တယ်ဒီစာဘက်ပေါ့စာတက်ကစာနဲ့ပတ်သက်တဲ့တက်ကတော့ဆိုရင်တော့အဝေးပြစ်မယ်ဗျာဝါဒနာကတော့ဝါဒနာကတော့အမှုပညာနယ်ပယ်မှာဆိုရင်အရင်တော့တော့အဆိုးလဲကြိုက်တယ်ပေါ့နော်အခုကကြတော့ဒါဇက်ကိုပဲအဓိကပြီးတော့အဓိကဝါဒနာပါသွားတယ် သားခုသင်မို့လုပ်နေပါတယ်အကကြတော့ဖိုးလေးချမ်းဖိုးလေးตาရဲ့ဖိုးဖိုးရွှေမဲဥချမ်းသာနဲ့တင်းနေပါတယ်နည်းဩตาကူตาတော့ဟိုလိုပြောရတာမဟုတ်ပါဘူးနည်းနည်းလေးတော့ตาအကရဲ့ပါဆိုရင်တော့ကိုကဝါသနာလဲပါတဲ့အတွက်ကြောင့်ကြိုးစားစင်လေးလည်းရှိတဲ့အတွက်ကြောင့်အာတေချာလုပ်တယ်ပေါ့နော်တေချာလုပ်တော့ကောင်းခဲ့တယ်အခုဆိုရင်အာ MRD ဖုန်းမှာပြတာဆိုရင်10ဘိုင်းလောက်ရှိပြီပေါ့နော်အဲ့ဒါလည်းဖိုးလေးချမ်းရဲ့တင်ပြမှုတွေနဲ့ဖေဖေရဲ့တင်ပြမှုတွေကြောင့်ဒါအဲ့လောက် ကနိုင်တာပေါ့နော်အာပြင်ပွဲတွေအခုဒါကနေပါတယ်အဲဒီအမေဟိုဒါဝါသနာတီရဲ့အတွက်ကြောင့်ဟိုဖေဖေကလည်းငါဒါငါမပါပဲနဲ့မေကာကြီးဆိုတော့ဒါအပြင်ပွဲတပွဲနှစ်ပွဲလောက်တော့ကတယ်ခဏဘယ်နေမှာကတယ်ပြောပြောအဲဒီအမေပဲအဲ့လိုနယ်ဘက်တွေပေါ့နယ်ဘက်တွေကနယ်ပွဲတွေမှာကတယ်ရန်ကုန်ပွဲတော့မကဘူးရန်ကုန်ပွဲအကြောင်းဒါဖေဖေတို့ခိုးလေးတို့နဲ့ကမှာ